ါရှင် Astro Gain Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နှစ်ခတ်အစီအစဉ်ရ2025ခုနိုဝင်ဘာလ10ရက်နေ့အတွက်ဆောင်ရွက်ရှာရန်ဆောင်ရွက်ရမယ့်နှစ်ခတ်အချိန်အခါတွေကိုကျမအင်တွင်မွန်နဲ့မတ်ရွှေရုံပြေတို့မှာတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်2025ခုနိုဝင်ဘာလ10ရက်နေ့စနေနေ့စနေနေ့တာသိမ်းမြောက်ဘောပုံမူပြီးထီအောင်မှုရှိနိုင်တဲ့ကောင်းမွန်တဲ့နှခတ်ခုနှစ်ပါးနဲ့မိမိရဲ့လူငယ်ကိစ္စရဲ့များဆောင်ရွက်နိုင်ရန်နှခတ်ချင်းကကောင်းမြောက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင် ညနေ6:25မိနစ်မှညနေ6:45မိနစ်အတွင်းမှာတော့ဖုန်းကန်ကြီးမြင့်မဲ့ဒဏ္ဍကကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ည9:25မိနစ်မှည9:35မိနစ်အတွင်းမှာတော့စန်တာအောင်မြင်ပြီးမြစ်တရီကန်ကောင်းမှုမဲ့ဆုံးနှကကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်2:59မိနစ်မှာနေ့လယ်3:18မိနစ်အတွင်းမှာတော့မာဘဲလိုလိုတူတေရောက်ရှိအောင်မြင်စေမယ့်အဒီပြနှစ်ခက်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်2:46မိနစ်မှာနေ့လယ်3:06မိနစ်အတွင်းမှာတော့ရာတူဩစာအနာကြီးမြင့်မယ့်ဒီပြနှစ်ခ က်ကိန်းရှားဦးတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်3:08မိနစ်မှာနေ့လယ်3:28မိနစ်အတွင်းမှာတော့အင်ချမ်းမြေရောင်းဝယ်ကိစ္စရပ်တွေအကျိုးပြုမဲ့စင်ဖြူနက်ခက်ကိန်းရှားဦးတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်7:09မိနစ်မှာနေ့လယ်7:29မိနစ်အတွင်းမှာတော့ငွေကြေးရှင်ဝေရနာထီကန်ဆန်းမှုကံကောင်းမွန်စေမဲ့ရန်နာနက်ခက်ကိန်းရှားဦးတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ည10:59မိနစ်မှာည7:19မိနစ်အတွင်းမှာတော့သာသမီရနာတွန်းကားရရှိစေမဲ့တန်တေနက်ခက်ကိန်းရှားဦးတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးဒုတိယအခန်းကဏ္ဍအနေဖြင့်စ နေသားသမီးများပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တယ်။ဆိုရဲနှက်ခတ်နဲ့ပတ်သက်တဲ့နှက်ခတ်ချိန်ခါတွေကိုတိဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အနက်6:26မိနစ်မှနနက်4:46မိနစ်အတွင်းမှာတော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့မန္တန်နှက်ခတ်ကင်ကြရောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။အနက်9:20မိနစ်မှနနက်9:40မိနစ်အထိမှာတော့အမှုအခင်းပြဿနာစိတ်ပူပန်သောကတွေကိုဖြစ်စေနိုင်တဲ့သောကနှက်ခတ်ကင်ကြရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ ောက်ချန်နေညတကောင်ကျော်ဘီးစနီနေ့အကူနနက်7:30မိနစ်မှနနက်7:50မိနစ်အတွင်းမှာတော့ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်9:00မိနစ်မှနနက်9:24မိနစ်အတွင်းမှာတော့မိတ်ဆွေတင်ကားဟာဒီဆိုရှယ်ပျက်စီးမှုကိုဖြစ်စေနိုင်တဲ့မိတ်တုနက်ကကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ ။နနက်တနာရီ40မိနစ်မှနနက်2နာရီအတွင်းမှာတော့အလုပ်စီပွားထိခိုက်ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်ကားနှက်ခတ်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါလိမ့်ရှင်။ယခုပေါ်ပြပေးခဲ့တဲ့နှက်ခတ်ချင်းခါရီဆိုရင်တော့စနေသားသမီးများပေါ်ပေါ်မူပြီးထိရောက်မှုရှိနိုင်တဲ့နှက်ခတ်ချင်းခါရီပဲဖြစ်ပါလိမ့်ရှင်။ဒီနှက်ခတ်ချင်းခါရီကိုတမီးတို့ရဲ့ဆရာဆရာဦးဆရာကိုမှကိုရိုင်းအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါလိမ့်ရှင်။တမီးတို့ရဲ့ယနေ့နှက်ခတ်အစီအစဉ်ကိုကြည့်ရှုအားပေးကြတဲ့ပြည်သူများအားလုံး